အိမ်နေဝင်းနေတဲ့အိမ်လွှာစာပရိသတ်လေးတွေရေမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အိမ်လွှာစာစီစဉ်လေးမှာတော့ပစုံလေးကင်မင်းရင်ချမောင်မှုငပိတောင်ထမင်းနယ်လေးနဲ့ထမင်းမမီလေးစားကြမယ်နော်အရင်ဦးဆုံးခြံထဲမှာရှိတဲ့ချမောင်ဘူးလေးတွေလိုက်ခုံမယ်နော်ဒီချမောင်ဘူးကိုလေစပယ်လင်းလေးနဲ့ငပိတောင်လေးထည့်ပြီးတော့ထောင်းစားမယ်ဆိုရင်လည်းချင်းချင်းဆက်ဆက်လေးနဲ့အရင်ကမှစလုပ်ကောင်းပါတယ်ချမောင်ဘူးလေးတွေကိုတော့လိုတလောက်ခူပြီးပါပြီရှင်ကင်မဲပစုံကိုလည်းရေဆေးပြီးတော့တန်ဆင်ထားပါတယ်ရှင် ပြီးရင်တော့ချက်ပေါင်းဘူးလေးတွေကိုအစိထုတ်ပြီးတော့ဒီလိုခွာလိုက်မယ်နော်ရင်းနဲ့အစိလေးတွေကိုတော့နီလန်းပြီးလို့ရှိရင်နောက်နေ့ပြန်ဆိုင်လို့ရပါတယ်ရှင်ချက်ပေါင်းဘူးကိုလည်းချောင်းနေအောင်လိုလန်းပြီးရင်ကိုစားချင်တဲ့အချိန်မှာပေါ့နော်ရင်းနှီးလေးနဲ့ပြုတ်ပြီးတော့အဖျော်ရည်ဖျော်တောက်လို့ရတယ်လို့မပြိတောင်နဲ့နေစားလို့လည်းရပါတယ်ခွာထားတဲ့ချက်ပေါင်းဘူးလေးကိုရေစီပါမယ် ပြီးရင်တော့ရေလေးနဲ့ငင်ထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်နော်။ချမမူးပြုတ်ကိုထမင်းလေးနဲ့ချင်းချင်းဆက်ဆက်လေးနဲ့စားပြီးရင်လေချမမူးဖြော်ရည်လေးလည်းဖြော်တောင်းမိပါနော်။ပြုတ်ထားလိုက်တာ15မိနစ်လောက်ကြာပြီဆိုရင်ပြည့်ပြည့်လေးဖြစ်လာပြီပေါ့နော်။ဒီလောက်ဆိုရင်တော့ချမမှုပြုတ်လေးရရပါပြီရှင်။ဒါဆိုရင်အေးခံထားလိုက်မယ်နော်။ပြီးရင်တော့ပြုံးกินပါမယ်ရှင်။ စုံကင်လေးကမှွေးနေရပါရှင်။တစ်ဖက်ချက်ပြီဆိုမှတစ်ဖက်လဲပြီးတော့กินပေးပါမယ်။ပစုံကင်မှွေးလေးကလည်းကျပါပြီရှင်။အေးခံထားတဲ့ချက်မမှုပြုတ်လေးလည်းရပါပြီ။ပစုံကင်လေးလည်းရပါပြီရှင်။ချက်မမှုပြုတ်ငပိတော့ထမင်းနယ်လေးစားပြီးရင်လေကျင်ချင်းလေးတောက်လို့ရအောင်လို့ပြုတ်ထားတဲ့ချက်မမှုရည်လေးထည့်ပါမယ်။အသင့်ဖြော်ထားတဲ့ကြားရည်လေးထည့်ပါမယ်။ ။အကြိုက်ရီထဲမှာစားမထည့်ထားဘူးဆိုလို့ရှင်တော့ဒီမှာစားလေးလေးတွေထည့်ပြီးတော့ဖြောပါနော်။ပြီးရင်တော့ရီလေးထည့်ပြီးတော့ဖြောလိုက်ရင်တော့ချမမှုဖြောရီလေးရပါပြီရှင်။အဲ့ဆိုရင်ထမင်းစားဖို့ပြင်လိုက်ပါမယ်နော်ထမင်းချမ်းလေးကိုချမမှုပြုတ်လေးထည့်ပါမယ်ပြီးရင်တော့ငရုတ်ဒီစိန်လေးချိုးပြီးတော့ထည့်ပေးပါမယ် ချက်မဘူးပြုံးနေသမီးကိုတမတော်လို့နေလိုက်ပါမယ်နော်ပြီးရင်တော့ငပိတော်ကိုထည့်ပြီးတော့နေပါမယ်ရှင်နေရင်နဲ့ငရုတ်သီးစိတ်နဲ့လေးနဲ့ငပိတော်နဲ့လေးကတော့ဝင်နေရပါရှင်ပြင်းချမ်းကလေးမမတောင်းတော်လေးဆိုပို့ပြီးတော့မှစားလို့ကောင်းပါရဲ့နော်အလုံးတမတော်ပြီဆိုရင်တော့အရသာမြင့်ကြည့်ပြီးတော့လိုအပ်တာတွေထည့်ထည့်လို့ရပါတယ် အစွန်ကင်းမှုမွေးလေးရဲ့ချက်မောင်မှုငပိတော်ထမင်းနယ်လေးနဲ့ထမင်းစားကြပါအောင်ရှင်။ချင်းချင်းဆက်ဆက်အရသာရှိတဲ့ချက်မောင်မှုငပိတော်ထမင်းနယ်လေး။အစွန်ကင်းချူချူမှုမွေးလေးကအရန်ကိုမှလိုက်ဖက်တော့ပါပဲရှင်။ချက်မောင်မှုငပိတော်ထမင်းနယ်ဆက်ဆက်လေးကိုစားပြီးရင်လေဖြော်ရည်ချင်းချင်းလေးတောက်လိုက်ရင်တော့အလိုက်ဖက်ဆုံးပါပဲရှင်။ချက်မောင်မှုငပိတော်ထမင်းနယ်လေးကြည့်ပြီးတော့နေကအိမ်မှာစားခဲ့ရတဲ့ထမင်းဝိုင်းလေးကိုအလွမ်းပြေစားလို့မြေလူမြန်မှုပါတယ်။ အိမ်နေဝင်နေတဲ့အိမ်မစာပိတ်တဲ့နေပြီးအားလုံးလည်းအမြန်ဆုံးအိမ်ပြန်နိုင်ပြီးတော့မိသားစုထမင်းလက်ဆောင်စားနိုင်ကြပါစေလို့အိမ်မစာအဖွဲ့သားတွေကနေဆုတောင်းပေးလိုက်ပါရှင်